အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့အကျဲရဲ့ soul family လေးတွေကိုအကျဲ BD လေးဖတ်ပေးမှာကဘလို့ကောင်းစင်နေလဲဆိုတော့လေဒီကိုနဲ့အဆက်အသွယ်ပြတ်သွားတဲ့သူเนาะကိုနဲ့ break up situation တွေပဲဖြစ်ဖြစ်ကိုနဲ့ no contact ဖြစ်သွားတဲ့သူပဲဖြစ်ဖြစ်ပေါ့เนาะအဲ့လိုမျိုးလူမျိုးတွေနေ နော်အဆက်အသွယ်ပြတ်သွားတဲ့ဒေတာရှိမယ်ဆိုလို့ရှိရင်အဲ့ဒီအဆက်အသွယ်ပြတ်သားတဲ့သူကကိုရှိရဘလို့ message မျိုးကိုစောင့်စားနေလဲနော်ကိုဘက်ကနေပြီးတော့သူ့ကိုပြောရမယ် message သက္ကလုံလေးတွေဖြစ်ပါတယ်နော်အဲ့ဒါလေးကိုအကျယ်ပြောပြပါမယ်။ဘာကြောင့်အကျယ်ဒီ counseling နဲ့လုပ်ပေးရလဲဆိုတော့ပေါ့နော်။သူတွေကကိုကိုကလွဲလို့ရှိရင်ကိုရဲ့တစ်ဖက်သူတခြားသူကိုမဟုတ်တဲ့အာသာ site ပေါ့နော်။အဲ့လိုလူတွေရှိရသက္ကလုံနဲ့ message တွေပဲကြားချင်နေပေါ့နော်။ကိုဘက်ကသူ့ကိုဘလို့အရာ scoring ပေးရမလဲ။ဘလို့သက္ကလုံမျိုးပြောရမလဲဆိုတာကြောင့်မေ့လျော့နေကြတယ်။ ဘလို့အကြောင်းအရာမျိုးရှိပါစေပေါ့နော်အခြေဒီ routine လေးကိုဖတ်ပေးမှာဖြစ်တယ်ပေါ့နော်အဲ့တော့ no contact separation ဖြစ်နေသူတွေရတယ်တချို့ on off saturation ဖြစ်နေသူတွေရတယ်เนาะအဓိကတော့ကိုယ်နဲ့အဆက်အသွယ်ပြန်လာရတိုင်းဖြစ်နေတဲ့အဆက်အသွယ်လေးတွေအဲ့လိုမျိုး relationship နဲ့ပို့ပြီးတော့သက်ဆိုင်မှုရှိနိုင်မယ်တချို့တော့က x နဲ့ရရเนาะကိုယ်ရဲ့ x အတွက်ဒါကြည့်ရဆိုရင်လည်းအကျုံးဝင်ပါတယ်เนาะ အဲ့တော့ဟုတ်ပြီပေါ့နော်အချက်တမာပေါ့ခြေလိုက်တဲ့ခါမှာကျွန်တော်ကိုကတစ်ဖက်သူကို ပြောပြရမယ့် message လေးတွေကပေါ့နော်ကိုကကိုဘဝကိုတခြားစိတ်မဲ့နေလို့ organize လုပ်နေလို့သူနဲ့ဒီလိုမျိုးအဆက်အသွယ်လေးတွေပြတ်တောက်ခဲ့ရတယ်ဆိုတဲ့အကြောင်းရင်းပေါ့နော်အဲ့ဒါကိုတစ်ဖက်သူတိအောင်ပြောပြဖို့လိုတယ်ပေါ့နော်ကို့မှာကိုရွေထားတဲ့ကိုယ့်ရဲ့ plan တွေကိုယ့်ရဲ့အနာဂတ် target goal တွေပေါ့နော်အဲ့လိုမျိုးတွေရှိရဲပေါ့ အဲ့ဒီအရာလေးတွေကိုတစ်ဖက်သူကိုဒီလိုမျိုးအရာလေးလုပ်ဖို့ဆိုပြီးပြောမပြခဲ့ဘဲနဲ့ကိုနဲ့သူနဲ့အဆက်အသွယ်ပြတ်တောက်သွားတယ်တစ်ဖက်သူကကိုကိုနားလည်မှုလိုခဲ့သွားတာလေးတွေရှိနေပါတယ်။နောက်တစ်ချောင်းမို့လို့ကိုရဲ့အဲ့ဒီလုံးရဲ့ action တွေပေါ်မှာ လုံးဝ responsible ပေါ့နော်တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့တစ်ဖက်သူကိုကိုဘာကြောင့်ဒီလိုမျိုးလုပ်ခဲ့ရလဲဆိုတာလေးကိုရှင်းပြဖို့လိုအပ်ပါတယ်နော်တစ်ဖက်သူဒီတော့တက်ပါတယ်စကြုံနဲ့စကြုံရှင်းနဲ့ပါပဲရှိနေပါစေဘလို့အခြေအနေမျိုးပဲရှိရှိကိုအရင်တုန်းကသူ့ကိုမပြောခဲ့ဘဲနဲ့ အရှင်ယူခဲ့တဲ့အကြောင်းအရာလေးတွေကိုတစ်ဖက်သူကိုနားလည်အောင်ရှင်းပြရမယ့်အချိန်ခိုက်တန်လေးလိုအပ်တဲ့စွာလေးကိုတော့မြင်ရတယ်ပေါ့နော် ြောနောက်တစ်ချက်ကမှဘာတွေ့လဲဆိုတော့ပေါ့နော်ကိုကပြောရမယ်ဆိုရှင်အလှူတန်းတွေမှာဝန္ဒနာပါတယ်ဖြစ်နိုင်နေပေါ့နော်အဲ့တော့အလှူတန်းတွေဘက်မှာအလှူတန်းတွေပြုလုပ်ဖို့အတွက်ကငွေကြေးအများကြီးစုဆောင်တာရှာဖွေတာမျိုးလုပ်ချင်လုပ်နေလိမ့်မယ်ဒါမှမဟုတ်ရှင်အခုထပ်ပိုပြီးမြင့်လာတဲ့အခြေအနေကောင်းမွန်တဲ့ဘဝတစ်ခုကိုပြောင်းလဲဖို့အတွက်ပေါ့နော်ကိုကငွေတွေကိုစူးစမ်းပြီးရှာနေတဲ့အချိန်အခါကျရင်ဖြစ်လိမ့်မယ်ပေါ့နော်အဲ့လိုအချိန်အခါမျိုးလေးမှာတစ်ဖက်သူကသူ့ကိုပေါ့နော်စကားမပြတ်ပြတ်ဘူးသူ့ကိုလစ်လူရှုထားရတယ်ပေါ့နော်သူနဲ့အဆက်အသွယ်တွေပြတ်တောက်နေတယ်အကျဲသက်သန်ရေးတွေကျင်းနေတဲ့ပုံစံမျိုးလေးနဲ့ပေါ့နော်သူက ကိုကို run သွားခဲ့တဲ့ energy မျိုးတွေတွေ့ရတယ်အဓိကတော့ကိုအထင်လည်းပဲသွားတာပေါ့နော်ကိုကဒါလေးအကြောင်းစကားကိုပြန်ပြီးတော့ပြောပြရမယ့်အချိန်အနေလေးလို့အင်ဂျင်ကတော့မြင်ပါတယ်နော်အဲ့တော့ဟုတ်ပြီနောက်ထပ်ထပ်ပြီးပြောထားတဲ့ဒီ oracle message လေးတွေပေါ့เนาะအဲ့ဒါလေးနဲ့အချက်ကြည့်ပေးလိုက်တဲ့အခါမှာကြတော့လေအဲ့တော့ကိုအဲ့လိုမျိုးပေါ့เนาะသူ့ကိုကို ီလိုမျိုးစကားလေးတွေဖြစ်နေတော့ဒီလိုအကြောင်းအရာလေးရှိခဲ့လို့ပါလို့ပြောနေရဆိုလို့ရှင်တော့မှတစ်ဖက်သူကချက်ချင်းရောနားလည်လာမှမဟုတ်သေးဘူးတဲ့သူကမှသူထားနေတဲ့စီးရီဘောင်နေပေါ့နော်ဘောင်ဒရီစတေကတော့ဆက်ပြီးထားနေဦးမှာပဲကိုကအဲ့လိုရှင်းပြတဲ့စကားလုံးတစ်ခုကိုသူကြားရဆိုလို့ရှင်တော့သူ့ရဲ့ဒီဟတ်ချက်ကရာနေရာမှာပေါ့နော်ဒီနှလုံးသားတစ်စုံကနာကျင်နေရဒိုမင်းစွာတွေရောမြင်ရတယ်ပေါ့နော် အဲ့တော့ကို့အနေနဲ့စကားလုံးနေပြောမယ်ဆိုရှင်ပေါ့နော်သူဒီ conservation နေကိုပေါ့နော်တတိထားပြီးထိမ့်သိမ့်ဖို့ပြောဖို့လိုတယ်တစ်ဖက်သူနာကျင်ရမယ့်စကားလုံးမျိုးမဖြစ်အောင်ကို့ဘက်ကတတိထားပြီးပြောရမယ်လို့အရှင်ကတော့မြင်ပါတယ်နော်အဲ့တော့ချက်ချင်းရှင်းပြလိုက်လို့ချက်ချင်းသူ့ဘက်ကပြန်ပြီးတော့ပြင်နေတော့မဆက်ဆံရမျိုးတခုတော့မဟုတ်ဘူးအချိန်တခုတော့ယူရမယ်ကိုသူ့ကိုစကားလုံးနေနဲ့ရှင်းပြပြီးတော့မှသူ့ဘက်ကဒီအချိန်ကြီးကတကယ်ဟုတ်မဟုတ်သူ့ကိုဆုံးလိုက်တဲ့အခါမှာကိုကအဲ့ဒီအတိုင်းဖြစ်နေတယ်ဆိုရင်တစ်ဖက်သူကကို့ဘက်မှာနားလည်မှုတွေရှိလာလိမ့်မယ်လို့မြင်ရပါတယ်နော် ော့နောက်တစ်ခုကကြာလေးဒီလားကိုပကပေါ့နော်သူ့ကိုပြောချင်တဲ့ message လေးတွေကသူ့ကိုအခုချိန်အထိလည်းအဲပေါ့နော် remiss ပြန်ဖြစ်နေတော့မယ်တတိပြန်ရတယ်တတိ ရတယ်လွမ်းနေပေါ့เนาะအဲ့လိုပုံစံမျိုးလေးတွေရှိနေမယ်နောက်တစ်ခါကျသူနဲ့ပတ်သက်တဲ့ memories တွေပေါ့เนาะဒါတွေကိုကိုယ်စိတ်ထဲမှာလည်းအခုချိန်ထိရှိနေသေးတယ်ဆိုတာကိုတစ်ဖက်သူသိအောင်ပြတင်နေပေါ့เนาะဒီ pass ကအကြောင်းအရာတွေကဒီ pass မှာလည်းပြီးသွားတာမဟုတ်ဘူးပေါ့เนาะအခုလိုမျိုးဒီအခုအချိန်နေဒီအနာဂတ်တွေအထိပါဒီကိုယ့်ရဲ့ emotion เนาะဒါတွေကပါလာတယ်သူ့ပေါ်မှာခံစားချက်တွေရှိနေတယ်ဆိုတာလေးကိုပြောပြဖို့လိုပါတယ်ကိုကဒီ ပြောရမယ်ဆိုကင်မရာလေးတစ်လုံးလိုပဲပေါ့နော်သူနဲ့ပတ်သက်တဲ့ memory လေးတွေကိုအဆအဆုံးမှတ်မိနေတဲ့တင်ထားရတဲ့ဆိုတဲ့ပုံစံမျိုးကိုယ်စိတ်ထဲမှာရှိတဲ့နော်အခြေအနေတိုင်းသူ့ကိုပြပြဖို့လိုအပ်တဲ့အစရမျိုးလေးကိုအချက်တမမြင်ရပါတယ်ရှင်။ပြီးတော့နောက်ဆုံးတစ်ချက်ပြောထားတာကကြတော့ဗာလဲဆိုတော့ပေါ့နော်ဒေတင်လို့ဖို့လိုတယ်။ကိုကသူ့ကိုစကားလုံးနေနဲ့ပြောပြသွားရည်ဆိုရှင်သူ့ဘက်ကနေပြောပေါ့နော်။ ဆိုင်းပြန်ပြတဲ့အရာလေးကိုစောက်မှာပေါ့နော်။ तू ကကိုပြန်ပြီးစကားတွေပြန်ပြောလာတယ်။ကိုပြန်ပြီးနားလည်မှုလေးရှိလာတယ်ဆိုလို့ရှိရင်နှစ်ယောက်တည်းအပြင်မှာ dating ပေါ့နော်။အဲ့လိုမျိုး coffee date ပဲဖြစ်ဖြစ်အဲ့လိုမျိုးပေါ့နော်။နှစ်ယောက် meeting ပေါ့နော်။တွေ့ဆုံပြီးတော့တယောက်ခံစားချက်တယောက်နည်းနည်းချက်ချင်းနားလည်ဖို့အတွက်ပေါ့နော်။စကားလုံးတွေပြောဖို့လိုပါတယ်။ဥပမာ online မှာစကားပြောရမှာဖြစ်ဖြစ် အတင်ရမှာပေါ့နော်စကားပြောဖို့ချင်းပြောနှစ်ယောက်တူတူစကားပြောတာမျိုးပဲဖြစ်ဖြစ်လို့တင်တယ်လို့အကျဉ်းချင်ရပါတယ်ရှင်အဲ့တော့အခုလိုမျိုးပေါ့နော်ကိုဘက်ကပြောရမယ့်စကားလုံးလေးတွေကိုပြောပြီးသွားပြီဆိုရင်တစ်ဖက်သူကလည်းကိုယ်ကိုနားနဲ့လာပြီဆိုရင်တယ်နော်အခုကနေစပြီးတော့လအနေငယ်အတွင်းလို့အကျဉ်းချင်ရပါတယ်နော်အဲ့တော့တိတိကျကျပြောရမယ်ဆိုခုကနေစပြီးတော့၃လအတွင်းနော်သူနဲ့ကိုယ်နဲ့ နော်ပြတ်တောက်နေတဲ့ဆက်ဆံရေးတွေပြန်ပြီးတော့အဆင်ပြေလာမယ်။နွေးဖွေးမှုတွေပြန်ပြီးတော့ရှိလာမယ်။ on off ဖြစ်နေတဲ့တွေပြန်ပြီးနီးစပ်တဲ့ saturation တခုကိုပြန်ပြီးတော့ရပါလိမ့်မယ်လို့အချင်းမြင်ရပါတယ်ရှင်။အဲ့တော့တခါတလေမှာမာနတွေကြောင့် ego တွေကြောင့်သူကငါ့ကိုဆောက်နေပြောရင်ငါ့သူ့ဘာကြောင့်ပြောရမှာလဲဆိုတဲ့ mindset တွေကိုပြင်ပြီးတော့အချင်းခုနကပြောတဲ့အချက်အလက်လေးကိုတော့ပြောလိုက်မယ်ဆိုရင်နှစ်ယောက်ကြာမှာပြန်ပြီးတော့အဆင်ပြေလာနိုင်တဲ့နေ့ရက်တွေရောရှိလာနိုင်ရဲ့ဆိုတာကိုအချက်က message ပေးရင်းနဲ့ဒီ reading လေးကိုဖတ်ပေးလိုက်တာဖြစ်ပါတယ်နော်။အဲ့တော့ အဆင်ပြေဆက်ဆံရေးတွေပြန်ပြီးတော့အဆင်ပြေနိုင်ပါစေလို့အကျေဆုတောင်းပေးပါရစေ။နောက်ထပ် reading လေးမှပြန်နေဆုံးတွေ့ပါမယ်ရှင်။အားလုံးကျေးဇူးများရေးတင်ပါရနော်။အချင်းနဲ့ပတ်သက်ပြီးတော့လည်းအားလုံးအဆင်ပြေချမ်းမြေ့ကြပါစေနော်။